ဲ့တော့အခုလိုလာမယ့်အတန်တိတ်တပိတ်လိုလှူရှားမှုဆိုသိကြပါတယ်ဒီဖက်စစ်တက်ကသူလောက်တက်တဲ့တကူရီသောနီးသန်းဖြစ်တဲ့ပြည်သူလူထုကိုရက်ဆက်မယ်ဖိနှိပ်မယ်ချင်းချောက်မယ်ပေါ့ဗျာဒါပဲလို့အဲကျွန်တော်တို့ပြောချင်တာဒီနေ့21ရာစုကဘာကြီးဗျာ21ရာစုမြန်မာပြည်သူတွေပါအဲ့လိုနော်တက်ပြာလို့ဖမ်းပြာလို့စီးပြာလို့နော်ကျွန်တော်တို့ကြောက်ရွံ့ပြီးတော့နော်ဒါတွေးကြောင်သွားမယ်နော်ဒါဒူးထောက်လက်မြောက်သွားမယ်တဲ့မှာဒီနေ့ကျွန်တော်တို့မြန်မာပြည်သူတွေမပါတော့ဘူးဗျာမပါတော့ဘူး မန္တလေးမှာလည်းဒေသစမ်းလှုပ်သွားခဲ့တယ်။မန္တလေးထိတောင်လာပြီးတော့မန္တလေးမှာရှိရဲ့လုံချိုရေးတာဝန်ရှိရဲ့ပုံကိုတွေကိုနှစ်ရွက်ကိုသတွေးဆုပ်ပြီးတော့ဒေသစမ်းဆိုတဲ့ပုံကိုလှုပ်သွားခဲ့တာရှင့်။အခုရန်ကုန်မှာလည်းဆန္ဒပြရတယ်အဲရန်ကုန်ကလုံချုံရေးတောင်ဝင်ရှိရသူမရွက်တွေးဆွတ်တာပဲရှင့်သူနန်းဆန်ရတဲ့ကာလပြောပြလို့ဇိတ်ထမ်းမဲ့ကာလအင်းတေချာကူသူမရောက်လာရှာဘူးကိုယ်ကလည်းတော့မရောက်ရှာဘူးဂူရီမရောက်သေးဘူးသူဇိတ်ထမ်းပြီးတော့အေးအေးစေးနားဟာပြီးမြင်ရမလားလို့နေတယ် တနိုင်ငံလုံးသူပတ်သွားတာမျိုးအောင်မနေဘူးဒါပေမဲ့သူအများဆုံးသွားတော့လှိုင်သားနဲ့ပြုံးလို့ပေါ့ဗျာနော်လှိုင်သားနဲ့ပြုံးလို့သူသွားသွားလို့များတယ်သွားများဆုံးပဲဘာလို့လှိုင်သားရလှိုင်တာယာလीနော်မြို့နာမည်ကိုရလှိုင်တာယာနော်အဲ့တော့ဒါပြီးတော့အဲ့မြို့တော့သူအများဆုံးသွားတယ်လှိုင်နဲ့တာယာကျင်မဟုတ်ရလှိုင်တာယာတော့အဲ့တော့ ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇင်ဘာလ9ရက်နေ့ဖြစ်ပါတယ်ဒေါ်လာအင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းချူသတင်းကောင်းလေးတွေကိုယူစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုတွေကိုရီယက်ရှင်လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းကတော့မန္တလေးတိုင်းမြင်းကျံမြို့နယ်ချောက်ပြုတ်ရွာကနေပြီးတော့မှထွက်လာတဲ့ဇက်ဘတ်စစ်တဲ့စစ်ကြောင်းကိုမိုင်းဆွဲတက်ခတ်ရမှာ75ဦးသေဆုံးခဲ့တဲ့အကြောင်းကိုပြည်သူ့ကျယ်တွင်တပ်ဖွဲ့ကပုံမိုက်ခဲကပြောပါတယ်ဒီဇင်ဘာလ9ရက်နေ့ည9နာရီခန့်အချိန်မှာမြင်းကျံမြို့နယ်ချောက်ပြုတ်ရွာကနေပြီးတော့မှထွက်လာတဲ့တီတာရုပ်မော်ပြူစောတိအဖွဲ့နဲ့စစ်သားတွေပူးပေါင်းထားတဲ့စစ်ကြောင်းကိုဒေါ်လာအင်းတပ်ဖွဲ့ဝင်တွေက ကျောက်ပြုတ်ဖျားကုန်းအနီးမှာမိုင်းဆွဲတိုက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါဗျ။ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်သား55ဦးသေဆုံးခဲ့ပါဗျ။ဒေါ်လာရင်းရဲဘော်တွေကတော့ထိခဲ့မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့သိရပါဗျ။အဲ့ဒီစစ်ချက်စစ်ကြောင်းကအဲ့ဒီနေ့ဒီဇင်ဘာလ10ရက်နေ့မှာပဲကျောက်ပြုတ်ဖျားကုန်းအနီးမှာသေဆုံးသွားတဲ့စစ်သားအလောင်းတွေကိုမီးရှို့ဖျောက်ဖျက်သွားတဲ့အကြောင်းလည်းသိရပါဗျ။တို့တို့မသိပါဘူးပေါ့ဗျာ။ဆိုတော့ဒီတိုက်ခတ်မှုကတော့ဒါကျွန်တော်တို့ပြည်သူ့ကျယ်တွင်တပ်ဖွဲ့မြင်းကြံ Danger Dynamite အဖွဲ့နဲ့ပကပအဖွဲ့တို့ကပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။မြင်းကြံမှာကတော့မြင်းကြံ Blood Tiger ပုံမှန်ခဲပြင် ပြည်သူကြက်တပွင့်ပေါ့နော်ဒါကျွန်တော်တို့ဘိုမိုက်ခဲအားလည်းရှိနေတယ်ပေါ့နော်အဲ့တော့ဒါမိုက်ခဲကြီးနဲ့မိုက်ခဲလေးဒါဒီညီကိုနှစ်ယောက်ပေါ့နော်ဒါမြင်းကြံအတွက်ကိုဝိုင်းဝန်းပြီးတော့မှစူးစမ်းပေးနေတာကိုလည်းအားရပါတယ်ကျေးဇူးလည်းများကြီးတင်ပါတယ်နောက်ထပ်သတင်းလေးကတော့ဒါမကွေးဆလင်းပေါ့နော်မြို့မရဲစခန်းနေမှာကင်းပိုင်ရန်ထွက်လာတဲ့စစ်သားနဲ့ရဲတွေပေါဝင်တဲ့စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရမှာငါးဦးသေဆုံးပြီးတော့မှခဲယမ်းပစ္စည်းချို့တင်းစီရမိခဲ့တဲ့အကြောင်းကိုပြည်သူညီနောင်ဆလင်းနဲ့သတင်းနဲ့တာဝန်ခံကိုပြည်သူကပြောပါတယ်ဆိုတော့ဒီသတင်းကမနေ့ကလည်းကျွန်တော်ပြောခဲ့တယ်အဲ့တုန်းကတော့ဒါကျွန်တော်တို့ စစ်သားတွေကဒါကျွန်တော်တို့စစ်သားရဲပေါ့နော်အဲ့ထဲကကျွန်တော်တို့နှစ်ကောင်သေးတယ်ပေါ့နော်နှစ်ကောင်ကဒဏ်ရာရတယ်ပေါ့နော်ဆိုတော့တေဆုံးတာကအားလုံးပေါင်း9កောင်ပေါ့နော်ဒါဒီနေ့ကိုထပ်ပြီးတော့မှဒီသတင်းကိုထပ်ပြီးတော့မှဒီစစ်ကွေးတေဆုံးမှုကိုကျွန်တော်တို့ကသတင်းအတီထပ်ပြူတာပေါ့နော်ဒီမိုင်းဆွဲလိုက်တဲ့အချိန်မှာနှစ်ကောင်အပြင်းထန်ဒဏ်ရာရရှိပြီးတော့မှစေယုံရောက်มาသေးတယ်စေယုံရောက်ပြီးတော့မှတက်ရောက်ကုသနေချိန်မှာ3កောင်ထပ်သေးတယ်လို့သိရတယ်ဆိုပြီးတော့မှပြည်သူညီနောင်စလင်းသတင်းနဲ့တာဝန်ခံကိုပြည်သူကပြောပါတယ်ဆိုတော့နောက်ထပ်ဘဲကောင်တွေဘယ်လိုထပ်သေးဦးမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ကဲ့ပါ နောက်ထပ်သတင်းလေးကတော့မကွေးတိုင်းမင်းမှုခရင်စက်ကူမြို့နယ်နော်စက်ကူမြို့ကနေပြီးတော့မှရွှေဆက်တော်ဖရားဘက်ကိုထွက်လာတဲ့အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုကြားပြတိုက်ခိုက်ခဲ့ရမှာစစ်သား၄ဦးသေဆုံးခဲ့တဲ့အကြောင်းကိုမင်းမှုခရင် MH6 တပ်ရင်းကတာဝန်ရှိသူတူကပြောပါတယ်ဒီဇင်ဘာလ၄ရက်နေ့မှာစက်ကူမြို့နယ်မန်းချောင်းအနောက်ဘက်မှာရှိတဲ့စက်ကူမြို့အနောက်ပိုင်းခံကုန်းရွာကနေပြီးတော့မှရွှေဆက်တော်ဖရားဘက်ကိုအင်အား၁၂၀ခန်းနဲ့ထွက်လာတဲ့ဆက်တဲ့စစ်ကြောင်းကအသက်၄၀ကျော်အရွယ်အမျိုးသားတူကိုလည်းပြစ်တက်ခဲ့တယ် လူငယ်တူဦးကိုလည်းဖမ်းဆီးသွားတဲ့အကြောင်းမလို့ဒါအပြင်ကိုဒီဇင်ဘာလ9ရက်နေ့မှာလဲကုရွာကအသက်50ရွယ်မျိုးသားတူဦးကိုလည်းထပ်မံပြစ်တက်သွားခဲ့တဲ့အကြောင်းကိုလည်းသိရပါတယ်ဆိုတော့အဲ့ဒီစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဒီဇင်ဘာလ9ရက်နေ့မိုးလဲတက်လာရင်မိနစ်30ခန့်အချိန်မှာဂရင်ကုန်းကျေးရွာအနီးမှာဂျာဘက်တက်ခဲ့ရမှာစစ်သားလေးဦးသေဆုံးပြီးတော့မှတက်ကြတူအပါဝဲထိခဲ့ဒဏ်ရာရရှိတဲ့သူတွေများပြားတဲ့အကြောင်းကိုလည်းသိရပါတယ်ကောင်းတယ်ပြည်သူတွေကိုပြစ်တက်ခဲ့တဲ့ကောင်တွေမင်းတို့လည်းအဲ့ဒီတေချင်းတရားကိုမင်းတို့ပြန်ခံရတယ်ဝမ်းသာတယ်ဗျဟုတ်ကဲ့ပါဒီတက်ခဲမှုကတော့မေမှုခင်အမတ်6တရင် မြမှုခရိုင် MLA တက်ရင်မဟာမိတ်တွေနဲ့ဒါကျွန်တော်တို့မင်းဘူးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မင်းဘူးမြို့နယ်ပါကဖာရိုကပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်မင်းဘူးခရိုင်စက်ကုမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်သားရဲနဲ့ပြည်သူတို့ထိုအနည်းမှာနေထိုင်ခြင်းမပြုကြဖို့အတွက်မြမှုခရိုင် MLA တက်ရင်ကလည်းပြောဆိုထားပါတယ်ဝမ်းသာပါတယ်အားရပါတယ်အဲကျွန်တော်လည်းလာလုတ်ပေးထားတဲ့မြမှုခရိုင်အမှတ်လေးတက်ရင်ပေါ့နော်ဒါကျွန်တော်တို့ဒီညီကိုတွေကိုလည်းဒါကျွန်တော်လုတ်ပေးရကြို၊လှူပေးရကြို၊တို့တို့အတွက် ဒါကျွန်တော်တို့ရံပုံငွေအလူငွေရှာပေးရကျွန်တော်နှက်တာပေါ့ဗျာ။ဒါကျွန်တော်တို့သူတို့အတွက်လို့ကျွန်တော်လုတ်ပေးလိုက်သေးတယ်။အဲ့တော့ဝမ်းလဲတာလေကျေးဇူးလက်တင်ပါတယ်။နောက်ထပ်သတင်းလေးကတော့စက္ကစနာပတ်သက်တဲ့ကြီးစရာသတင်းလေးပေါ့နော်။အဲ့ဒါလည်းကျွန်တော်တို့နဲ့လည်းပတ်သက်ပါတယ်။ဒါကပါလဲဆိုတော့ဒီအတန်တိတ်တပိတ်တွေကိုဒါဖျက်ဆီးဖို့ရန်အတွက်ကိုကြံဖို့ပါတီကမဲဆွယ်စီယုံပွဲတွေနဲ့ပါတီဝင်တွေပါဝင်တဲ့လှုပ်ရှားမှုတွေကိုဒီဇင်ဘာလ၁၀ရက်နေ့မှာအကြီးအကျယ်ပြုလုပ်မှာဖြစ်ပါတယ်။တေချာပါတယ်ဒါဟာမင်းအွန်လိုင်းလုတ်ခိုင်းတာပါပဲ။ လူဦးတော်ရေးဘက်တော်သားတွေနဲ့ပြည်သူလူထုကပါဝင်ဆောင်ရွက်မဲ့အတတိတ်တဲ့ကိုဖျက်ဆီးဖို့ရန်အတွက်ချက်ဖို့ပါတီကဒီဇင်ဘာလ10ရက်နေ့မှာမဲဆွဲစည်းရုံးပွဲတွေနဲ့ပါတီဝင်အင်အားများအပြားအသုံးပြုပြီးတော့မှဒါပါဝင်နဲ့လှုပ်ရှားမှုပေါ့နော်လှုပ်ဆောင်ကြမယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒါကိုလည်းတက်ခရေးပါတီရဲ့ဒါတို့ရဲ့တည်ရင်းမြစ်တွေကသိရတယ်ပေါ့နော်ဒါစစ်တပ်ကဒီဇင်ဘာလ10ရက်နေ့မှာအတတိတ်တဲ့ဖြိုခွင်းရန်နဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ရန်ညွှန်ကြားချက်တွေနဲ့ဒါအမိန့်တွေထုတ်ပြန်လာပြီးတဲ့နောက်မှာစစ်တပ်လက်အောက်ခံချက်ဖို့ပါတီကလည်းဒီဇင်ဘာလ10ရက်နေ့အတတိတ်တဲ့နေ့မှာ အမဲဆွယ်စည်းရုံးပွဲတွေကိုဒါပါတီဝင်အင်အားများပြားနဲ့လှုပ်ဆောင်ရမျိုးနယ်ချက်ဖို့ပါတီတွေကိုညွှန်ကြားထားတဲ့အကြောင်းကိုလည်းသိရတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့လက်ရှိကာလတခုမှာတော့ဒီဒီဇမလ10ရက်နေ့အတန်တိတ်တပိတ်ပေါ့နော်ဒီအတန်တိတ်တပိတ်မှာပါဝင်တဲ့ဆိုင်တွေအလုံယုံဆက်ယုံတွေကုမ္ပဏီတွေအဲ့ဒါတွေကိုပေါ့နော်နိုင်ငံတော်ကြီးညိုပြည့်စုံမှုတွေအပြင်ရွေးကောက်ပွဲကိုနောက်ဆက်တဲ့ဥပဒေနဲ့ပါအမှုဖွဲ့ရညွှန်ကြားထားတဲ့အကြောင်းကိုလည်းသိရပါတယ်အော်နော်ဒီအတန်တိတ်တပိတ်တောင်ကြောက်တယ်ဒီကောင်းလေးအတန်တိတ်အတန်ကိုကျွန်တော်တို့អော်ပြန်တော့လေဒီကောင်းလေးကြောက်တယ် အတန်ပိတ်ပြီးတော့မှတပိတ်လို့ပြန်လို့လဲကြောက်တယ်အဲ့တော့ငါတို့ကဘယ်လိုနေရမှာတော့မင်းတို့စက်တက်နေမင်းတို့စက်တက်အပေါင်းပါတွေကတကယ်လှုပ်လိုက်ရင်စောက်တယ်လွဲလှုပ်ချင်တာခေါင်းဆောင် နော်လှုပ်ချင်တာခေါင်းဆောင်ဖြစ်နေတာတရောင်းစားအေးဟုတ်နေတာပဲမင်းတို့ကောင်းနေလဲโอเคဆိုတော့တတိယလေးနေနေဆက်ပြီးရအောင်ပါဗီဒီယိုဖိုင်လေးကြည့်အောင်ပါပထမဦးဆိုတာကျွန်တော်တို့ဒါဒေါက်တာတေစာဆန်းရဲ့နော်ဒါတော်လန်စကားတွေကိုကျွန်တော်တို့အားလုံးအတူတူနားထောင်ကြည့်အောင်ပါခင်ဗျာ ျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးစနစ်ဒီမိုကရေစီမှာ အာဏာရဲ့မူလဘူတာ ပိုင်ရှင်ကပြည်သူဖြစ်ပါတယ်ပြည်သူသားအကြီးကပြည်သူသားအခေယဖြစ်တယ်အခုမင်းအောင်လှိုင်စေအောင်စုကတိုင်းပြည်ရဲ့အာဏာကိုတနက်အားကိုနော်ပြီးတော့အတင်းအဓမ္မအာဏာသိမ့်ထားတယ်ဖက်စစ်တက်ဖြစ်တယ်ဒီအခြေအနေကိုကျွန်တော်တို့ပြည်သူတွေကလုံးဝလက်မခံဘူးဆိုတာကိုလေဒီနွေဦးဒေါ်လာရေးတာအချင်းအခု၄နှစ်ကျော်လုံး၅နှစ်ကာလတခြားလူတို့ကဒီလန်ပေါင်းစုံနဲ့ပေါ်ထုတ်ပြသခဲ့ပြီးသားဖြစ်တဲ့အခုလည်းပေါ်ထုတ်နေတယ်အဲ့တော့အခုလာမယ့်ဒီဇင်ဘာ၁၀ရက်နေ့ ပြည်ပဆိုင်ရာလူခွင့်ရေးနေ့မှာလည်းပဲကျွန်တော်တို့ပြည်သူ့ရဲ့အာဏာကိုပြည်သူ့စန္ဒာသဘောထားကိုဒီတနိုင်ငံလုံးပြည်လုံးကျအတန်တိတ်တပိတ်ကြီးကအပြေးဝနော်အောင်မြင်မဲ့လူတို့တည်းရဲ့လုံးဝတယ်နော်လဲနေလေအောင်မြင်းဆောင်မကြံပေါ့ဗျာပူပေါင်းပါဝင်ကြမယ်ဆိုတော့ကျွန်တော်တို့အပြေးဝယုံကြည်တယ်အဲ့ဒီနေ့မှာနော်ကျွန်တော်တို့ပြည်သူတွေသွေးအေးမသွားဘူးအာဏာရှင်စနစ်အောက်မှာကြောက်ဘူးတုံးမနေဘူးဆိုတာကိုထပ်ပြီးတော့တက်ပြီးပြကြဖို့လေဖြစ်ပါတယ်အဲ့တော့ဒီ main online ဖက်စစ်တက်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့တခုဒီသောနီလန်းကအကြောက်တရားနဲ့ဖိနှိပ်ရက်ဆက်ကြံကြုံမှုနဲ့ပဲအုပ်ချုပ်တာပါ အဲ့တော့ဒီလိုအကြောက်တရားလုပ်တဲ့ခါမှာနီလန်မျိုးစုံပေါ့အင်မတန်မှလူသားမဆန်ဆိုတာရဲရဲဆက်ဆက်လုပ်တယ်အဲ့တော့အခုလိုလာမယ့်အတန်တိတ်တပိတ်တို့လှူရှာမှုတို့သိကြပါတယ်ဒီဖက်စစ်တက်ကသူလုတ်တက်တဲ့တကူရီတော်နီလန်ဖြစ်တဲ့ပြည်သူလူထုကိုရက်ဆက်မယ်ဖိနှိပ်မယ်ချင်းချောက်မယ်ပေါ့ဗျာဒါပဲလို့အဲ့ကျွန်တော်တို့ပြောချင်တာဒီနေ့21ရာစုကဘာကြီးဗျာ21ရာစုမြန်မာပြည်သူတွေပါအဲ့လိုနော်တက်ပြလို့ဖမ်းပြလို့စီးပြလို့နော်ကျွန်တော်တို့ကြောက်ရွံ့ပြီးတော့နော်အဲတွေးကြောင်သွားမယ်နော်ဒါ ူးထောက်လက်မြောက်သွားမယ်တဲ့မှာဒီနေ့ကျွန်တော်တို့မြန်မာပြည်သူတွေမပါတော့ဘူးဗျမပါတော့အဲ့လိုမပါလို့လေဒီຫນွေဦးတော်လံကြီးကအခုအချိန်၅နှစ်ကြီးတလောက်ကြီးအတိုင်းအတာတစ်ခုကြီးเนาะအကျိုးရလက်ကြီးအများကြီးရနေတာဖြစ်တယ်ပြောချင်တာ၆တိုင်း၆တိုင်းကြောက်သွားမယ်တဲ့မှာကျွန်တော်တို့မြန်မာပြည်သူတွေမပါဘူးပေါ့ဗျာဒါကိုပြောချင်တယ်မှန်ပါတယ်သို့တော့အရင်နှီးတွေရှိနေမယ်ထိခိုက်မှုတွေရှိတော်လံကြီးတည့်ရက်မှာကျွန်တော်တို့အာနာရှင်စနစ်ကိုပဲတလောက်ရက်ဆက်ရုပ်မာတယ်เนาะအာနာရှင်ကိုတွန်းလှန်နေရတာဖြစ်တဲ့အတွက်ထိခိုက်အရင်နှီးအပွန်းပဲတွေရှိနေတယ်ဆိုတော့ကျွန်တော်တို့က ကြိုတင်ပြောလင်းထားပြီးသားဖြစ်တယ်။တိုးတော့ကျွန်တော်ထက်ကတက်ကပြောပါတယ်။မတော်လန့်ဘူးဒီအာနာရှင်စနစ်ကြီးသက်ဆိုးရှည်သွားရင်ဒီတိုင်းပြည်မှာနောက်ထပ်နော်သားစဉ်မြေဆက်နော်ခံရမယ်နောက်ဆက်တွဲစိုးကြိုးကပုံများတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဒီတော်လန့်ကြီးကိုနီလန်ပြိုးစုံနဲ့ဆင်နွှဲတယ်။အဲ့တော့တော်လန့်ကြီးကိုဆင်နွှဲတဲ့အခါမှာကျွန်တော်တို့တတိတတိအသိဉာဏ်ပညာအပြည့်နဲ့ကျွန်တော်တို့ဆင်နွှဲကြမှာဖြစ်တယ်။အဲ့တော့အခုဒါဆိုရင်အတန်သေးသပိတ်ဒီလုံးမယ်ဆိုတော့တိကျတဲ့မင်းအောင်လိုင်းကဖိနေမှာတိုးတော့ကျွန်တော်တို့ပြည်သူလူထုရဲ့တတိတတိဉာဏ်ပညာအပြည့်နဲ့ပေါ့ကျွန်တော်တို့ပူးပေါင်းပါဝင်မှုတွေက တင်ကြပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့အနေနဲ့နော်ညံနဲ့ရှင်ပြီးတော့ပေါ့ဗျာနော်တော်လန်ကြဖို့ဖြစ်တယ်ညံနဲ့ရှင်ပြီးတော့ဒီအတန်တိတ်သပိတ်ကြီးမှာလက်တွေ့ကြကြပူပေါင်းပါဝင်ကြဖို့ဖြစ်တယ်အဓိကလိုရင်းကတော့အဲ့ဒီနေ့အဲ့ဒီသတ်မှတ်အချိန်တွင်းမှာကျွန်တော်တို့ပြည်သူလူထုတွေနော်အရေးပါတဲ့ဒီကျွန်တော်လမ်းမကြီးတွေမှာနော်လူသူကင်းပဲနေဖို့နော်ကျွန်တော်တိတ်ဆိတ်နေဖို့ဒါအဓိကနော်ဒါအဓိကပဲအဲ့အချိန်အဲ့ရဒါကိုကျွန်တော်တို့ကြီးရွယ်တယ်ဒါကိုလည်းပြည်သူကသဘောပေါက်နားလည်ပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ယုံကြည်ပါတယ်နော်တတိအပြည့်နဲ့ ဉာဏ်ပညာအပြည့်နဲ့ပြည်သူတို့ကပေါင်းကလေးမယ်တချိန်တည်းမှာပဲဖက်စစ်တက်ကတော့သူလုံးဆရာရှိတယ်သူလုံးတက်တဲ့တခုတည်းသောနီလန်းဖြစ်တဲ့အကျန်းဖက်ဖိနေမှုဇန်နရားတွေကိုပို့ပြီးတော့စူးစူးဝါးဝါးဒါဆောင်ရွက်ဖို့ရှိပါလိမ့်မယ်ဆိုတာပြောချင်ပါအင်းဆိုတော့ဒီအခုလာမယ့်၁၀ရက်နေ့ silent strike ပါဗောနော်မိသားစုတွေအနေနဲ့ကပပနဲ့နဲ့နဲ့တူတူတိတ်တိတ်ဒီတပိတ်မှာပါဝင်နိုင်မှုအရေးကြီးပါတယ်အရင်လဲဟော့ဟော့တိုင်းတိုင်းကြီးနဲ့မလုပ်ဖို့လဲကျွန်တော်ကတတိထားပြီးတော့မှကျွန်တော်တို့ဒီတပိတ်မှာပါဝင်ဖို့အတွက်ကျွန်တော်တို့ပြောချင်ပါတယ် ဘာပဲပြောပြောအပတ်ဖတ်မှာတော့ဒီကောင်တွေကတော့ဒီဒီဘိတ်ကိုပြက်စီးဖို့ရန်အတွက်ကိုနီးမျိုးစုံနဲ့နောက်ဆက်ဟန်တာမှာပဲအဲသူတို့ရဲ့ရွေးကောက်ပွဲဥပဒေတို့ဘာဥပဒေတို့ညာဥပဒေတို့ပေါက်လုပ်ပဲစားဥပဒေတွေထုတ်ပြီးတော့မှဒီလိုမျိုးတပိတ်မှာပါဝင်နေတဲ့သူတွေကိုဒါဒီကောင်တွေကဖမ်းဆီးတာတွေအရေးယူတာတွေနိုင်ငံတော်ကိုပုံကန်တဲ့အမှုတွေပါနေတဲ့ပုံမှခေါင်းစဉ်တွေတက်ပြီးတော့မှဒုက္ခပေးမှာကိုလည်းကျွန်တော်တို့ကစိတ်ပူပါတယ်အဲကြောင့်မို့လို့တည်တည်ချာချာပပနနတူတူတိတ်တိတ်လေးနဲ့လာမယ်ဒါကျွန်တော်တို့ နက်ပြန်ပေါ့နော်ဒီသမလာ၁၀ရက်နေ့မှာဒါကျွန်တော်တို့ silent strike ကိုဒါကျွန်တော်တို့ပါဝင်ပေးကြဖို့အားလုံးဒီနေရာနေပြီးတော့ကျွန်တော်ကဒါတိုက်တွန်းခြင်းနဲ့နှုတ်ဆော်ခြင်းနဲ့ဒါတတိထားပြီးတော့မှပါဝင်ဖို့လေကျွန်တော်ကတတိပေးခြင်းပါတယ်ဟုတ်ကဲ့ပါဆိုတော့အဲ့လိုမျိုးပေါ့နော်ဒီကျွန်တော်တို့905ကကြီးတွေအစရှိတဲ့ပြေပေါ့နော်ဒီပရိုတိုကောင်တွေပေါ့တော့နိုင်ငံတော်ပုံကံမှုပေါ့အဲ့နိုင်ငံတော်ပုံကံတာတော့မဟုတ်ပါဘူးတကယ်တော့ဒါစက်တက်ကိုကျွန်တော်တို့ကပုံကံတာပါဆိုတော့အဲ့905ကကြီးတွေနိုင်ငံရေးအကျဉ်းသားတွေလွတ်ပြီးနောက်ပိုင်းမှာပေါ့ဗျာဒီလိုမျိုးဒါဆန္ဒပြမှုတွေ အာ silent strike လို့ပုံစံမျိုးတွေတပိတ်တွေနော်ဒါဒီဒီအပိုင်းထဲမှာကျွန်တော်တို့တော်တော်လေးကိုလှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့အပေါ်မှာပေါ့နော်ဒါကျွန်တော်ကိုဒီဇာဆန်းတို့လည်းဒါဒီလိုမျိုးတွေလှုပ်ပြီးနောက်ပိုင်းမှာပေါ့အဲ့လိုမျိုးကိုဒီဇာဆန်းတို့ကိုကြည့်ပြီးတော့မှာပေါ့နော်ကျွန်တော်တို့တော်လိုင်းကြီးဘက်တော်သားတွေကိုကြည့်ပြီးတော့မှာပူလောင်နေတဲ့နော်ကျွန်တော်တို့မာတုကာမတကောင်ရှိတယ်ခနင်းစုလို့ခေါ်တယ်စနိုက်ပါစုပေါ့နော်သူဘလောက်ပူလောင်နေလဲဆိုတာကြည့်ကြည့်ပါဒီဘက်ပြည်သူတို့တတိထားမိမှာပေါ့နော် ဟာဟာကကြီးနိုင်ငံတော်ထိမ့်သိမ်းတာတော့သူတို့တပိတ်တွေအကြမ်းဖက်အားပေးတဲ့လောက်ရက်တွေမလောက်တာတော်တော်ကြာပြီရှင်မြို့ရပြည်သူတွေလေအခုကြတော့ငါဟာကကြီးလှုပ်ပေးပြီးရနောက်မှာဒီလိုမျိုးတပိတ်တွေအကြမ်းဖက်အားပေးတာတွေအင်အားစုတွေစူးစီးတာတွေစက်တိုက်ပြန်လှုပ်လာပြီရှင်မန္တလေးမှာလည်းဒေသဆန်းလှုပ်သွားခဲ့တယ်မန္တလေးထိတောင်လာပြီးတော့မန္တလေးမှာရှိရလုံချိုရေးတာဝန်ရှိရပုံကိုတွေကိုနှစ်ရွက်ကိုသတွေးစုပ်ပြီးတော့တေစာဆန်းဆိုတဲ့ပုံကိုလှုပ်သွားခဲ့တာရှင့်အခုရန်ကုန်မှာလည်း ဆန္ဒပြတယ်အဲရန်ကုန်ကလုံချုံရေးတာဝန်ရှိတဲ့သူမရွက်တွေးဆွတ်တာပဲရှင်ဘယ်တော့အလုပ်တွေရှုပ်ကုန်ကြလဲလုံချုံရေးအတွက်မိဘပြည်သူတွေဘယ်တော့ထိတော်မှစိတ်ပူပန်သွားကြလဲအမေဆိုတဲ့အခါကျတော့ကျမတို့ပေါ့နော်ဒါတဲ့င်းထဲမှာကြုံလို့ကျမပြပြတာပါဒါပေမဲ့ PD ရဲ့အန်ယူဂျီပါညာအပေအွန်လိုင်းမှာဆဲဆိုသူများကလန်ဆိုပြီးတတ်ဖြတ်ပါညာဆိုပြီးစိတ်ကအောက်တန်းကြစွာနဲ့ တော်လိုင်းဆိုရဲခေါင်းစဉ်အောက်ကိုယနေ့အချိန်ထိနေနေပြီးတော့တော်လိုင်းဆိုရဲမရှိတော့ပါဘူးဒါပေမဲ့ဆိုတော့ရှိတယ်လို့ထင်နေတော့မစိတ်ကူးရင်လည်းပေါ့နော်အဲ့အကျန်းပတ်လောက်ရက်ဒီလောက်တဲ့အဲ့အောက်တန်းစားတစ်တိုက်ကကြတော့ငါငကကြီးနဲ့ပါသွားတယ်သူတို့တော့ပြစ်ရှယ်လို့သူတို့ကလုံးဝမခံယူဘူးအာဟာပြန်ထွက်လာတော့လေနိုင်ငံတော်ကျေးဇူးတင်ချက်ဘသူမှတခွန်းတော့မပြောဘူးရှင့်อืมနိုင်ငံတော်ခနဲ့တို့ထိတ်ထိတ်တို့ပြောသွားရတူအောင်ရှိရဲ့အာဆိုတော့နိုင်ငံတော်ထားတဲ့မြစ်တာတရားဒီတိုင်းပြည်သားအားလုံးပေါ်ထားရဆိုရင်မဲ့ အချို့တွေရဲ့သူ့ရုပ်မာတွေကနိုင်ငံတော်မြစ်တာတရားနဲ့မထိုက်တန်ပါအောင်ရှင်အလာအခုဆိုရင်ငါးငါးကကြီးလှုပ်ပေးလိုက်တာ9000ကျော်တဲ့အတွက်မိဘပြည်သူတွေကဘာတွေခံစားနေရလဲဆိုတော့အွန်လိုင်းပေါ်မှာအားနေသူတို့ရဲ့ဒေါ်လာရုပ်အမပေးတဲ့သူတွေဆိုဆဲတယ်မိုင်းရိုင်းတယ်ဒီမိမောင်တက်တရားအကြောင်းတက်ဆိုသူများတက်ပုံတွေယူတယ်သူများပစ္စည်းမိသားစုပုံတွေယူတယ်အွန်လိုင်းပေါ်တင်တယ်ပီတက်တွေတက်ခိုင်းနေဆိုတဲ့သူတွေကရက်ကွက်ထဲကိုပြောင်းလာတဲ့အခါကျတော့သူတို့ကကြောက်နေရတယ်တဲ့ ဩကြောင့်ဆိုဒီလူတွေက online ပေါ်မှာသူတို့ကိုစောင်းမြောင်းဆဲဆိုမှာရမ်းပြီးတော့ပြောဆိုထားတဲ့သူတွေတတ်ခိုင်းဖြတ်ခိုင်းတဲ့သူတွေ PDF ကရောက်မလာသေးလို့ဒါမတတ်တော့လားကံကောင်းလို့တက်ရှင်ကြံတဲ့သူတွေဩဒီလူဒီလူတွေဖန်ခံရတဲ့ခါကျတော့နင်တို့တိုင်လို့ဖြစ်တာဆိုပြီးဟိုတရဝါသတ်မှတ်ထားတာတဲ့ဩ तू ကထောင်ထဲကပြန်လာတဲ့အချိန်ကျတော့လက်သီးလက်မောင်းတန်းနေတော့တာပေါ့ရှင်မိဘပြည်သူတွေကိုချိတ်ချောက်နေတော့တာပေါ့ဒီမျိုးစုံနဲ့ သေမှာကြာတာအမိနာကျင်ဆို blog ဖြစ်အောင်စိတ်ဆင်းရဲရမယ်ကြည့်ပါအောင်ပြီးတော့မိဘပြီးပြီးကျမတို့မေးတာပဲပြေးရမယ်တမီးရယ်ဆိုတော့ကျမလည်းဘာပြေးရမှမသိဘူးဒီကောင်နေအင်းအဆိုကနဲမှာနေတာရှင်အယောက်9000တောင်ဆိုအင်းကနဲမှာမနေတာအဲအဲအဲတော့မိဘပြီးပြီးစိုးရင်စိတ်လေးကိုကျမသတင်းထဲမှာထည့်သွင်းပြီးတက်ဆက်ပေးတာပါအင်းဆိုတော့ဒီကောင်တွေပဲပြရမယ်ဆိုတော့ကျူကျူလာကျူကျူလာဆောက်ခေါင်းနဲ့ပြေးပေါ့အဲပြီးတော့ရေဒေါက်တာဒေဇာဆန်းတို့ပေါ့နော်ကိုလီဇာဆန်းတို့လောက်တာအဲ့ဒီမြို့ပြမှာရှိနေတဲ့မန္တလေးတို့ရန်ကုန်တို့မှာရှိနေတဲ့ကောင်တွေရဲ့လုံချုံရေးယူနေတဲ့ကောင်တွေကိုနေရက်ကိုသတွေးဆွတာမဟုတ်ဘူးသူတို့ရဲ့နာနာကပ်ပြီးတော့မမေးအောင်လိုက်မေးလို့လို့ဆဲသွားတာ ရှင်းလားအဲ့ဒါကိုနေသိဖို့လိုတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီငါတို့ငါငါကကြီးရလွတ်လာတဲ့ဥစ္စာပေါ်မှာငါတို့ကဘာကြောင့်မင်းအွန်လိုင်းအပါဝင်စစ်တပ်ကိုငါတို့ကယေရှုတင်မာနေအပအေးဆိုပြောစေဘာလို့ပြောရမှာတော့ဘာစောက်ကျေးဇူးရှိလို့ပြောရမှာတော့ဟမ်ခေါင်းစဉ်မျိုးတုံးလဲပုံစံမျိုးတုံးလဲတက်ပြီးတော့မှသူတို့နဲ့အမြင်မတူတိုင်းဖမ်းတာလေအဲ့ဒါကိုငါတို့ကဟိုသူတို့ပြန်လွတ်ပေးတဲ့ဥစ္စာပေါ်မှာယေရှုတင်မာရလို့ပြောရမှာလားအော်တကယ်ဟာလေလို့နော်နာမည်ကခက်နင်းစု nickname ကစနိုက်ပါစုအဲ့ထက်ကလွဲနေပြီ နေလူကြီးတော့မျက်မှန်ရင်းနဲ့အဝေးမုံမှန်းမသိအနီးကမ်းမှန်းမသိအဲ့တော့နေရစနိုက်ပါစုနေတို့စက်တက်ထောက်ကအားပေးတဲ့ lobby တွေပြောလိုက်တဲ့စကားကလည်းကြက်မပြည့်ဘူးလူကိုယ်တိုင်ကြတော့လေအောက်တန်းသားကဲဘလို့လောက်ကြမလဲကောင်းကြသေးရဲ့လားအေးဆိုနောက်တစ်ပြည်ပိုင်းလေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီအမှန်တရားလေးပေါ့နော်စက်တက်ကတချို့စတဲ့အောက်ဆွဲတွေလက်မခံတဲ့အမှန်တရားလေးနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုကိုကျွန်တော်ပြမယ်။အဲ့ဒါကဘာလဲဆိုတော့အမှန်တရားဗီဒီယိုလေးပေါ့ စီရီယန်တပ်သားကိုစော်မျိုးအောင်ရဲ့ဇနီးပေါ့နော်မတ်နှင်းဝေအောင်ကဒါတက်တွင်းထဲမှာဆို NLD ကိုဒါမဲပေးမဲ့သူတွေကပုံများခဲ့တယ်ပေါ့နော်ဒီအချောင်းရလေးကိုကျွန်တော်ကဒီစစ်တပ်အောက်ဆွဲဘောမတွေလောင်လောင်နဲ့ကြည့်လို့ရအောင်လို့ဒီဗီဒီယိုလေးကို reaction လုပ်ပေးလိုက်ရပါတယ်ဗျာညီမကစီရီယန်တပ်သားစော်မျိုးအောင်ဇနီးမနှင်းဝေအောင်ဖြစ်ပါတယ်ညီမတွေ့ခဲ့တဲ့အဲဒီတက်တွင်းထဲမှာဆိုရင်တော့ဒီညီမအမြင်ပြောမှာဆိုဒီ ဒီကြက်ခံယူသူတို့ကြက်ခံယူပြိမဲ့သူကနဲတယ် NDO ဒီပြိမဲ့သူကများတယ်ဘာလို့လဲဆိုတော့သူတို့ဒီ NDD ဒီ9နှစ်တာအုပ်ချုပ်သွားတဲ့ဟိုကာလမှာပေါ့နော်ဒီအီနိုင်ငံတော်တွေနဲ့ဒီတမျက်နိုင်ငံတွေနဲ့ဒန်းလို့ဖြစ်အောင်ပေါ့နော်ဒီဖုန်းကစအကုန်လုံးပေါ့နော်ဒီအင်တာနက်တွေကစအဆက်ဆက်ရအဆင်ပြေအောင်လုပ်တယ်ပြီးတော့ဆန်စီစာဝင်ရုပ်ချက်သွန်ဆိုရင်လည်းဒီဈေးတွေတိုင်းမကြီးဘူးပေါ့နော်ဟို တစ်တစ်တစ်တင်ခရောက်ဈေးနှုန်းနေနေပေါ့နော်အဆက်ဆက်ရအဆင်ပြေခဲ့တယ်ပေါ့နော်ဒီလမ်းမဲ့ဆက်သွေးရတာဆိုအကုန်အဆင်ပြေခဲ့တာဆိုတော့အကလုံးကလည်း ဒီ NLD ကိုပဲမဲပေးမယ်လို့ပဲကြားခဲ့တာပေါ့နော်အဲ့တော့ကြန့်ခိုင်ကိုဒီလောက်ကြီးလဲဟိုမဲသူတို့ကသူတို့ဒီအစည်းအဝေးခေါ်နေတဲ့အချိန်မှာဒါသူတို့ပြောသမျှကိုဒီခေါင်းငင်းရတာပေါ့နော်ဒါမဲ့သူတို့ရဲ့စကားတွေအကလုံးဟိုဒီအမျိုးသမီးတွေပေါ့နော်အဲ့ဒီအချိန်မှာလဲတန်တွင်းနေအမျိုးသမီးတွေစကားတွေစုပြီးတော့ပြောတဲ့အချိန်ကျတော့သူတို့ကလဲပေးနေမယ်ကသူတို့က NLD ပဲပေးနေတာပေါ့နော်အဲ့ဒါတွေတွေးခဲ့ရတယ် တချို့ကြလည်းကြက်ခံရို့ပေးနေတာလည်းရှိရယ်ပေါ့နော်သူတို့ကအဲ့လိုအဲ့လိုမျိုးတွေးကြရတာပေါ့နော်ဒါပေမဲ့အများဆုံးကတော့ NDO မဲပေးခြင်းတွေကများခဲ့တယ်อืมဆိုတော့မင်းတို့အပအောက်ဆွဲတွေစက်တက်အောက်ဆွဲတွေဘာညင်းအောင်မလဲ NDO မဲမဲပေးမှာပေါ့အမေစုရှိနေတာကိုကွာအမေစုကမင်းတို့ဖေဖေဒီထောင်လာတဲ့တက်မတော်လို့ပြောပြီးသားလေသူကလည်းစစ်သားသားသမီးပဲချစ်တာပေါ့ကွာမင်းကလည်းအဲ့ဒါကြောင့်မို့လို့အမေစုကိုမင်းတို့စက်တက်မှာရှိနေတဲ့တချို့တချို့တော့လူစိတ်ရှိတဲ့စစ်သားမိသားစုတွေက မဲပေးကြတာပေါ့ကွာအဲ့ဒါကြောင့်မို့လို့အာ NLD နဲ့ပတ်သက်လာရင်စစ်တပ်ကမုံမာတယ်လို့ပါတို့ညာတော့ပေါ့လို့ပေးတာလေရှောက်မပြောနဲ့မင်းတို့ကိုစောက်ရှောက်ကိုကိုခွဲတယ်လို့ဖြစ်နေမယ်အာမင်းတို့တနာလို့ပြောတာနော်ဒါပေမဲ့မင်းတို့စောက်ခွဲတယ်တနာစရာတကောမှမရှိပါဘူးနော်အဲ့ဒါလေးလည်းမင်းတို့ကိုမင်းတို့ကိုယ်တိုင်သိအောင်လို့ဒီ video reaction လုပ်ပေးတာโอเคဆိုတော့နောက်တဲ့ video ကနေတကောတော့ပူထောင်မှကျွန်တော်သဘောကျတယ် video file လေးပဲဖြစ်ပါတယ်ဒါကတော့ကြော်မျိုးမင်းကဒီလက်ရှိမှာပေါ့နော်ဒါကျွန်တော်တို့ မဲအောင်လိုင်းအောင်ပေါ့နော်ဒါမြှောက်ပေးတယ်လို့လို့ဘာလို့လို့ပေါ့နော်ချီးကျူးတယ်လို့လို့ဘာလို့နဲ့နော်ဘေးနာကတ်ပြီးတော့မှတောက်ဖြုတ်သွားပါတယ်နော်ကြည့်ကြည့်အောင်မဲအောင်လိုင်းလည်းပတ်သက်ပြီးကြော်မြုံမဲပါပြောလဲလို့ဦးမဲအောင်လိုင်းစတက်လာတယ်ခင်ဗျဦးမဲအောင်လိုင်းလည်းခင်ဗျနည်းနည်းတော့ तू ဟိုဟာဟိုဟာပေါ့ကန်စာတာတော့ပုံ तू လဲအစိုးနဲ့အကောက် तू ဒွန်တွဲလာတာ तू तू ကနန်းဆန်မို့တက်လာတဲ့လူတော့မဟုတ်ဘူးဗျဒီဒီပုဂ္ဂိုလ်ကလေနန်းဆန်မို့တက်လာတဲ့ပုဂ္ဂိုလ်တော့မဟုတ်ဘူးဘာလို့လဲဆိုတော့နန်းဆန်နဲ့ तू ဆိုတာခင်ဗျတိုင်းမှာအခန့်အသင့်ဗျာဖေရဲ့ဘရင်တောက် တိုင်းပြည်ကိုကြော်ခဲ့ပြီးတော့ဖေရဘရင်တိုင်းပြည်ကိုတားလက်ထဲအပ်ခဲ့ပြီးတော့တားဇိန်ခံမှုတက်လာတာအဲ့ဒါမျိုးဥမင်းအောင်လာရင်ဇိန်ခံမှုတက်လာတဲ့ခေါင်းဆောင်မဖြစ်ခဲ့ရဘူးမဖြစ်ဘူးမဖြစ်သေးဘူးခုထိဘာလို့လဲဆိုစဉ်းစားကြည့်သူတက်လာတယ်ဘာဖြစ်လဲနိုင်ငံရေးပြည်ထောင်ချုပ်ချုပ်ချုပ်ဖြစ်ပြီးတော့ကိုဗစ်ကိုသူရှင်းရတယ်နိုင်ငံရေးပြည်ထောင်နဲ့ကိုဗစ်နဲ့သူရောဂါရှင်းရတယ်သူတက်တဲ့ချင်းပထမနဲ့မှာနိုင်ငံရေးပြည်ထောင်ကကိုဗစ်ကလူပေါင်းပေါင်းတဲ့ချင်းတရားတဲ့ကိုဗစ်ကြီးကိုပါသူကိုက်ပြီးရှင်းရှင်းရတယ်အောင်မြင်ရှင်းရတယ်တခြားနိုင်ငံတွေမှာဆိုရင်ဒီလိုမျိုးနိုင်ငံရေးနဲ့ကိုဗစ်နဲ့ကိုဗစ်နဲ့ရောသွားရင်အတုံးယုံသိမ်းတဲ့ချင်းတွေမှာဒါမြန်မာပြည်မှာတက်တဲ့တော့သူစူးစမ်းစူးစမ်းရင်းနဲ့အဲအဲ့ဒါလေးရော့သွားတယ် ျော့ကျော့ပြီးတော့ဒါကိုဗစ်လိုဟာမျိုးတခြားရင်ဆိုင်တယ်အကောဗစ်ပြီးတော့ AC ဖြစ်ပြီလားဆိုတော့လူတွေရဲ့ပုံကန်ထားကြောက်မှုတွေစစ်ပွဲတွေတိုက်ပွဲတွေနဲ့လူတွေရဲ့ဒီတပ်ဖြတ်မှုလုံချက်တပ်ဖြတ်မှုတွေပြဿနာပေါင်းသောဆောင်ရင်ဆိုင်ရတယ်နိုင်ငံတကာဆက်ကျင်ချုပ်ချမှုတွေပေါင်းသောရင်ဆိုင်ရတယ်ပြီးလည်းပြီးတော့ AC ဖြစ်မယ်လို့ထင်တဲ့2023ရောက်ကမိုးကမုန်တိုင်းလာဝင်တယ်အဲမိုးကမုန်တိုင်းဝင်တယ်နောက်တော့ဘိုးဟိုင်ဝင်ပြီးတော့2024ကျတော့ရေဘေးတွေကြုံတာဗျာပပတ်ဆက်ဆက်တွေရေဘေးတွေကြုံတာအဲနေပြီးတော့လိုနေရာမျိုးတော့ခင်ဗျားလည်းတော်တော်စုတ်ကက်တာကောင်နေပြီးရေဘေးတွေကြုံတာမျိုးတွေပေါ့မနေဘူးပျက်စီးကုန်တယ် ဟုတ်တယ်သူတွေနန်းတွေတားတွေပျက်စီးကုန်တာကြားပြီးရေးလို့နောက်ဆယ်တော့25အော်အေးစစ်ဖြစ်ပြီးဟေးလို့ထိန်းတာငါလင်းအင်းကောင်းရောပါအဲ့ဒါနိုင်ဘူးသူရင်ဆိုင်ရတာကခပြတ်ဆက်ကြီးကိုဗစ်လိုမျိုးကတ်ရောကပြီးနောက်ရေပေးဟိုဘာလဲငါလင်းပေးနိုင်ငံရေးပြိပခါတွေဘောင်းများစွာကိုသူရင်ဆိုင်ထားတာအဲ့လိုရင်ဆိုင်ထားတဲ့ကြားထဲကနိုင်ငံကြီးကိုဝေယုံသုံးမဖြစ်အောင်သူဟိုရအောင်သူထိန်းတယ်ထိန်းလိုက်ထိန်းလိုက်နေဒီနေ့2025နှစ်ကုန်မဲ့ရောက်လာပြီးတော့ဒီသူ့တတန်လေးနဲ့ကျော်ငါးနှစ်ပြင်မှာသူရုပ်ောက်ပဲပြန်ကျင့်ပပြီးသူပြင်လာတယ်အဲ့တော့ ိုက်ကာလာမျိုးမှာမြန်မာနိုင်ငံစီးပွားရေးဒုံးဆိုထိုးဆင်းသွားမယ်ထိသွားနိုင်တယ်စီးပွားရေးသမားတွေကဘန်နီကိုစီးပွားရေးသမားတွေပြည်ပြေးတွေပေါင်းပြီးတော့ဘန်နီကိုလှုပ်ခါပြီးဘန်နီရဲ့ငွေကိုခါထုတ်ဖို့ကြိုးစားတယ်အာလူတွေကပိုင်ဆိုင်မှုကိုရိုက်ထုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဟာကိုရအောင်သူထိန်းနိုင်ပြီးတော့ဖြည်းဖြည်းချင်းထိန်းထိန်းပြီးတော့သူကသူအပြောခံဆိုခံပြီးသူထိန်းလာရတယ်အခုဒီနေ့ခင်ကိုရှင်ကိုရောက်လာတယ်ဆိုတော့သူနန်းဆန်ရတဲ့ကာလပြောမလို့ဇိတ်ထမ်းမဲ့ကာလ ။အင်း။တေချာကိုသူမြောက်လိုက်ရရှာဘူး။ကိုယ်ကလည်းတော့မြောက်ရရှာတယ်။ဂုရိမြောက်သေးဘူး။သူစိတ်ခံပြီးတော့အေးစေနှာပြီးမြင်ရမလားလို့မြင်တယ်။တနိုင်ငံလုံးသူပတ်သွားတာမျိုးအောင်မနေဘူး။ဒါမှမဟုတ်သူအများဆုံးသွားတော့လှိုင်သားနဲ့ပြုံးလို့ပေါ့ဗျာ။လှိုင်သားနဲ့ပြုံးလို့သူသွားသွားလို့များတယ်။သွားများဆုံးမပတ်တော့လှိုင်သားရ။လှိုင်တာယာလီနော်။အော်။မြို့နာမည်ကိုရီကလှိုင်တာယာနော်။အဲ့တော့ဒါပြီးအဲ့မျိုးတော့သူအများဆုံးသွားတယ်။ လိုင်းနဲ့တာယာချင်းမဟုတ်လားလိုင်းတာယာအဲ့တော့နော်ဆိုတော့လိုင်းနဲ့တာယာမျိုးနဲ့သူသွားတယ်နော်မျိုးနှမျိုးကအဲ့မျိုးနှမျိုးကသူမြန်မာပြည်မှာသူအသွားဆုံးမျိုးနှမျိုးအဲ့မျိုးကျန်တဲ့မျိုးတွေတော့တော့အဲ့မျိုးနှမျိုးအသွားဆုံးမျိုးပဲဘလို့ချင်းချင်းကမျိုးမှာပွင့်လဲပြောရအောင်မြန်မာနိုင်ငံသားတွေကပြပရောက်မြန်မာနိုင်ငံသားတွေရှိတယ်ပြမတင်မြန်မာနိုင်ငံသားတွေရှိတယ်အဲ့ဒါတွေကကိုဘယ်နောက်ကိုလိုက်ပါလဲချင်းရွနဲ့ခုံချမှာလားဒါမှမဟုတ်ပန်းကင်းနဲ့သွားမှာလားချိုက်တာစဉ်းစားပြီးရယ်ကိုလိုက်နေတာရင်ကောင်လားပြန်တော့ပြန်နေတာဝီဝီဝီနဲ့ပြန်တော့ပြန်နေတာပဲကိုလိုက်နေတာတော့ပြန်နေတဲ့အကောင်တော်ကနောက်ကိုလိုက်တာပဲ ဘယ်ကောင်လဲတော့မသိဘူးသူလိုက်တာလိုက်လိုက်တော့ကိုလိုက်နေတဲ့ကောင်ကိုလိုက်နေတဲ့နောက်ကိုလိုက်နေတဲ့ကောင်ရှေ့ကိုကြည့်တော့အကောင်ကောင်းပြီးပြန်တန်းနေတဲ့ကောင်ကငါတို့ကငါတို့ခေါင်းဆောင်ကွာပြန်တော့လိုက်လိုက်လိုက်တယ်လိုက်လိုက်တာချင်းနဲ့ကြာတော့တော့မဟာငါရင်ကောင်တော့လိုက်မိပြီဟာသူနဖုတ်ပြန်ရေလို့မရတော့အေးပန်းကင်းနဲ့ကြာသွားလို့တော့အာဒါငါတို့ပြားပုံးတော့လိုက်မိတာငါတို့ဒါကြောင့်ပန်းကင်းနဲ့မှပြောမှုရပြီဆိုဖြစ်သွားမှာအဲ့ဒါကိုလိုက်နေကိုကတိုက်တာပြီလို့ရတယ်อืมဆိုတော့ခင်ဗျားတို့ရင်ကောင်ဖြစ်တဲ့မင်းအောင်လိုင်းတော့လိုက်မလား ော်လိုင်းရေးဘက်တော်သားတွေပေါ့နော်ဒါပြားပဒုံးလေးတွေဖြစ်တဲ့တော်လိုင်းရေးဘက်တော်သားတွေဘက်ကိုလိုက်မလားဆိုပြီးတော့မှတစ်ဖက်လက်နဲ့မင်းအောင်လိုင်းကိုဒဲဖယ်ပြီးတော့မှအောင်နော်ကတ်ဖြုတ်သွားတာတောက်ဖြုတ်ပြီးတော့မှကိုပြောတာမင်းအောင်လိုင်းချီချီရီနာတိုးနေတယ်မင်းအောင်လိုင်းပေါ့နော်ချီရွင်းကပဲချီရွင်းလဲဆိုတရုတ်ချီရွင်းလို့ရုရှားချီရွင်းလို့မြောက်ကိုရီးယားအိန္ဒိယဘယ်လာရုချီရွင်းပေါ့နော်အဲ့ချီရီနာတိုးပြီးတော့မှတိုင်းပြည်ကိုချီးပုံနဲ့ကြောက်အောင်လုပ်နေတဲ့ရင်ကောင်လိုကောင်မျိုးမင်းအောင်လိုင်းအောင်နော်ဒီလိုတောက်ဖြုတ်တာသဘောကျတယ်ဗျာနော်မောင်ကျော်မျိုးမင်းမင်းကောင်မင်းမြတ်ဆိုတော့ သူတက်တဲ့နေ့အပိုင်းချလိုက်မှာဖြစ်လိုက်တဲ့နိုင်ငံမှာစောက်ပြဒနာပေါင်းများသာစောက်ထုတ်ကပေါင်းများသာဒီခေါက်ရတာပြည်သူပဲရှိတယ်ဒါလေးကိုလည်းသူတစ်ဖက်လက်နဲ့ပြောသွားသေးတာမစိုးဦးတော့တယ်နော်โอเคအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်ပါပြန်ဆောင်ပေးပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာလေးလေးဖြစ်ပါစေပလာတာရီဘလော့ယူတျူဘ်ချန်နယ်ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့ဗီဒီယိုတွေအားလုံးပဲစိတ်ချမ်းသာကြေကိုကြီးကြပါစေတဲ့တလို့တို့ကပြေပါနိုင်ကြပါသေးဗျာ